င်္ဂလာပါရှင်ကျမကတော့ယုံမိကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းတချို့ကိုရွေးချယ်ကောက်နှုတ်တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှောမြန်မာနိုင်ငံရောက်ရှိတဲ့သတင်း KIA နဲ့ TNL တို့ဆွေးနွေးပွဲအတွက်စတင်ညှိနှိုင်းနေတဲ့သတင်းအင်တော်မှထွက်ပြေးတဲ့80ခွန်တက်မှမှုနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်190ခန်းကိုတော်လှန်ရေးတပ်များဖမ်းမိတဲ့တဲ့ တော်လိုင်းတက်တွေတိမ့်ပိုက်ထားတဲ့မြို့66မြို့ ရှိလာတဲ့တည်း။ဝင်းတုံမြို့နယ်ကိုစစ်ကောင်စီလေးချောင်းတိုက်ခိုက်လို့အရက်သား30ကျော်တိဆုံးတဲ့တည်း။ထိုင်းတွင်ကာစီနိုတရဝင်းဖွင့်ခွင့်ကန့်ကွက်ဆန္ဒပြတဲ့တည်းစရှိတဲ့တည်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတည်းနေနဲ့ကုလအတွင်းရေးမှူးချုပ်ရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော်မြန်မာနိုင်ငံရောက်ရှိတဲ့တည်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရဲ့မြန်မာနိုင်ငံဆိုင်ရာထူးကိုယ်စားလှယ် မစ်ဂျူလီဘီရှော့ကိုစီကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းစွေကနေပြည်တော်မှာမနေ့ကလက်ခံတွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံရမှာငလျင်ဘေးတင်ပြည်သူတွေကိုကုညီပံ့ပိုးနိုင်ရေးကြိုးပမ်းမှုတွေအတွက်မြန်မာနိုင်ငံနဲ့ကုလသမဂ္ဂကြားညှိနှိုင်းဆောင်ရွက်သွားဖို့ဆွေးနွေးခဲ့ကြတယ်လို့စီကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။မစ်ဘီရှော့ကငလျင်ကြောင်အသက်အိုးအိမ်စည်းစိမ်ပျက်စီးမှုတွေအတွက်ဝန်ထဲကြောင်နဲ့စာနာထောက်ထားကြောင်ပြောကြားခဲ့ကြောင်ဖော်ပြထားပါတယ်။ နောက်ထပ်သတင်းလေးနဲ့ KIA နဲ့ TNL တို့ဆွေးနွေးပွဲအတွက်စတင်ညှိနှိုင်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချန်ပီယံမြောက်ပိုင်းမှာအောက်ခြေတပ်ဖွဲ့ဝင်များကြားစေတနာချို့ဖြစ်ခဲ့တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNL တို့ဟာဆွေးနွေးပွဲအတွက်ရှေ့ပြေးညှိနှိုင်းရေးများစတင်နေပြီလို့ KIO ခေါင်းဆောင်တဦးဖြစ်တဲ့ဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကမနေ့ကအတည်ပြုလိုက်ပါတယ်။ ဒီနေ့စမ်းပိုင်းတွင်ရှမ်းမြောက်ချီနတ်ဖက်ကမန်တုံပါဝင်ဒေသချို့မှာ TNL နဲ့ KIA တပ်ဖွဲ့ဝင်များကြားပြဿနာဖြစ်ပွားခဲ့မှုများနဲ့ပတ်သက်လို့နှစ်ဖက်အောက်ခြေတပ်မှုများတွေ့ဆုံညှိနှိုင်းခဲ့ပေမဲ့မပြေလည်သေးတာကြောင့်ဗဟိုအဆင့်ဆွေးနွေးမှုများပြုလုပ်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ကရှင်လွတ်လပ်ရေးကောင်စီ KIC ဒုက္ခတာဖြစ်သူဒုမိုချုပ်ကြီးကိုမော်ကဒီနေ့မှာမြစ်တာရခိုင်ပြည်ကောင်းစင်တက်ခါ KIO နဲ့ PSLN နှစ်ဖွဲ့ဆွေးနွေးပွဲအတွက် ရှေးပြေးညီနိုင်ရေးများစတင်နေပြီလို့အသိပေးလာတာပါ။တစ်ဆက်တည်းမှာသက်ဆိုင်ရာဒေတာတွေရှိမိဘပြည်သူများနားလည်ကူညီပေးကြဖို့နဲ့အွန်လိုင်းသုံးစဲသူများမီဒီယာများအကြံပေးထောက်ပြလူသူတွေစီကလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုများကို မျှော်လင့်တယ်လို့ဒုဗိုလ်ချုပ်မူကြီးကိုမော်ကရေးသားထားပါတယ်။နောက်ထပ်သတင်းအနေနဲ့အင်ဒေါ်မှထွက်ပြေးတဲ့89တပ်မမှုနဲ့တူစစ်ကောင်စီတပ်ဖွဲ့ဝင်190ခန့်ကိုတော်လှန်ရေးတပ်များဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းအင်းတော်မျိုးသိမ်းတိုက်ပွဲအတွင်းထွက်ပြေးသွားတဲ့အမှတ်89ချင်းမြန်တက်မဌာနချုပ်တက်မမူဗိုလ်မှူးချုပ်အောင်တပ်ဦးအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်190ခန်းကိုဖမ်းမိထားတယ်လို့သိရပါတယ်။တက်မ89တက်မမူဦးစီးကုတ်ခဲ့တဲ့အင်းတော်မျိုးသိမ်းစစ်စင်ရေးကိုမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့တာဝန်ရေးဝန်ကြီးဌာနအမှတ်1စစ်ဒေသအစီအစဉ်ဖြင့် တော်လန်ရေးပူပေါင်းတက်ကတိုက်ခိုက်ခဲ့ရာရှစ်လခန့်ကြာအီပီလာ9ရက်ညပိုင်းမှာအပိသက်တိမ့်ပိုက်နိုင်ခဲ့တာပါတိုက်ပွဲမှာတမ80စက္ကန့်တမမှုပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များထွက်ပြေးသွားခဲ့ပြီးကတားမျိုးနယ်တွင်းမှာတမမှုပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးကိုဖမ်းဆီးနိုင်ခဲ့တာလို့သိရပါဗျ။နောက်ထပ်သတင်းအနေနဲ့တော်လန်ရေးတက်တွင်တိမ့်ပိုက်ထားတဲ့မျိုး96မျိုးရှိလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေကချင်းပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်တဲ့ဖလန်းမြို့ကိုအပိသက်သိမ်းပိုက်ပြီးဖလန်းမြို့နယ်တစ်မြို့လုံးကိုစစ်ကောင်စီကင်းစင်သွားပြီလို့မနေ့ကကြေညာလိုက်ပါတယ်။ဒါကြောင့်ရေဦးတော်လန်ရေးမှာတော်လန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ပေါင်းအနည်းဆုံး66မြို့ရှိလာပြီဖြစ်ပါတယ်။ချင်းညီနောင်နဲ့တော်လန်ရေးတပ်တွေက ဖလန်းကို2024နိုဝင်ဘာ9ရက်နေ့မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ပြင် စစ်တပ်ရဲ့နောက်ဆုံးကြံတဲ့ခလာရ268ကိုအပိသက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်နက်ခဲယမ်းတွေအများပြားရခဲ့ပါတယ်။တော်လရေးတပ်တွေကခလာရ268ကိုအပိလ9ရက်နေ့ကလေးကသိမ်းပိုက်နိုင်ခဲ့ပေမယ့်နယ်မြေရှင်းလင်းလက်ဆတ်တက်ပြီးတဲ့နောက်မှာချင်းညီနောင်က အောင်ပွဲသတင်းကို မနေ့ကကြေညာခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတွေနဲ့ဝင်းတုံမြို့နယ်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်လို့အရသာ30ကျော်တိစုံတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းဝင်းတုံမြို့နယ်နမ်ခန်းကျေးရွာကိုမနေ့ကညနေပိုင်းမှာစစ်ကောင်စီကဂျက်ဖိုက်တာနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်လို့ကလေးငယ်များပါဝင်30ကျော်တိဆုံကြောင်သိရပါတယ်။အင်တော်မျိုးတင်ခံရပြီးကလေးကပက်လေကနီးဆက်ရနေရာတွေကိုရန်တမ်းပြီးပြစ်ခတ်နေတာဖြစ်ပြီးလေရင်နေရောလက်နက်ကြီးနဲ့ပါပြစ်ခတ်နေတာလို့ဒေသခံတဦးကပြောပါတယ်။ဝင်းတုံမြို့နယ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာကလေးငယ်နဲ့အမျိုးသမီးများတိဆုံခဲ့ပြီး တရားရသူများလည်းရှိနေတယ်လို့သိရပါဗျ။နောက်ဆုံးသတင်းအနေနဲ့ထိုင်းတွင်ကာစီနိုတရားဝင်ဖွင့်ခွင့်ကန့်ကွက်ဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာကာစီနိုလောင်းကစားကိုတရားဝင်ဖွင့်လှစ်ခွင့်ပေးမဲ့ဥပဒေချမ်းနဲ့ပတ်သက်ပြီးလူမှုအဖွဲ့အစည်းကာကွယ်ရေးပြည်သူစုစည်းမှုစင်တာ SPPS နဲ့ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးကြောင်းသားပြည်သူ့ကွန်ရက် MPRT တို့ကဥဆောင်ပြီးမနေ့ကပါလီမန်ကိုခြိတက်ဆန္ဒပြခဲ့ကြပါဗျ။ ဆန္ဒပြပွဲကိုဒေါက်တာဝရွန်ဒက်ခီကီဗက်ဂရွန်ထိုင်းပါကေပါတီကောင်းဆောင်ဂျက်ထူပွန်ပရဘန်ပီချစ်ချူမွန်ကောနဲ့နမ်တိုက်တွန်လန်ဝူရီယာပါဝင်ခေါင်းဆောင်တွေကဥဆောင်ခဲ့ပြီးဒါမာအာမီအဖွဲ့ဝင်တွေလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်ဒေါက်တာရွန်ကကျွန်တော်တို့ရည်ရွယ်ချက်ကကန့်ကွက်ရုံတတ်တတ်မဟုတ်ပါဘူးကိုချင်းတရားလူမှုရေးစီးပွားရေးပြဿနာများဖြစ်ပေါ်စေမဲ့ဒီဥပဒေကိုလုံးဝရပ်တန့်မှုဖြစ်ပါတယ်လို့ပြောပါတယ် ဒါ့အပြင်လောင်စာလုပ်ငန်းများလွတ်လပ်စွာလုပ်ကိုင်ခွင့်ပြုခြင်းဟာထိုင်းလူအဖွဲ့အစည်းရဲ့တံမိုးတွေကိုလွတ်လပ်ဖြည့်ဆည်းနိုင်တဲ့အနေရရှိတဲ့ဖြက်လန်းတစ်ခုဖြစ်ကြောင်းသူကအတည်ပြုပါတယ်။ဆန္ဒပြသူများကလွတ်တော်ကိုယ်စားလှယ်များအနေနဲ့ပြည်သူလူထုရဲ့အတန်ကိုနားထောင်ရန်နဲ့ဥပဒေကြမ်းအားအလေးနဲ့ပြန်လည်တုံ့သက်ရန်တောင်းဆိုခဲ့ကြပါတယ်။ဆန္ဒပြပွဲကိုလုံခြုံရေးတပ်ဖွဲ့ဝင်များကစောင့်ကြပ်ပေးခဲ့ပြီးငြိမ်းချမ်းစွာပြီးဆုံးခဲ့ကြောင်းသိရပါတယ်။ မနေ့ကတရတာဖြစ်ပျက်ခဲ့သမျှသတင်းတွေကစိတ်ဝင်စားစရာကောင်းတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။